ချောင်းရရှင်တန်နိုင်တဲ့ဒေးတော်တွေရဲ့ဖန်ဆင်းရှင်အစရောကြီးထွန်းတင်ရဲ့တချိန်ကရွှေရောင်လေးရမြားပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဇဘမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြမဂီတာလောကမှာကုန်ငန်းလို့ချက်စနော့ခေါ်ကြတဲ့အစရောကြီးထွန်းတင်ဟာဆိုရင်ရိုးရိုးရှင်းရှင်းဒေးတန်ရှင်တယောက်ချက်ပို့ပါတယ်သူကခရီးစည်းဆောင်ပြောင်းလဲမှုတွေကြားကနေမြမဂီတာကိုခိမိစန်းတက်တဲ့လမ်းကြောင်းပေါ်ကိုဥဆောင်ခဲ့သူ ေးသွားရင်နဲ့အတွေးခေါ်တွေကိုရောဆက်ပြီးလူပေါ်ရဲ့အိမ်အိမ်ငွေတွေကိုပေါ်ပေါ်ပေးခဲ့တဲ့မော်ဆရာတူပါအစူရောကြည့်ထူအိမ်တင်ကိုဖခင်ဖြစ်သူဦးထွန်းမြင့်မိခင်ဖြစ်သူဒေါ်မြရင်တို့ကနေ1963ခုနှစ်မှာမွေးဖွားခဲ့ပါတယ်ဒီတက်ကိုအင်ပလန်ဝါရနာပါတဲ့အတွက်အသက်20ကျော်အရွယ်မှာတင်မဲအနုပညာဂီတခီးလန်းကိုစတင်ရှောင်းလန်းလာခဲ့တာပါ သူရဲ့ဂီတာခီကတချိန်ကရွှေရောင်နေရက်တွေနဲ့ပြင်းထန်ခဲ့သလိုယနေ့တိုင်ပြည်သူတွေရဲ့ရင်ထဲမှာမမေ့နိုင်စရာအမတ်တရတွေဖန်တီးပေးနေသေးပါပဲ။1980ပြည့်လွန်နှစ်တွေမှာမြမဂီတာလောကကရိုးရာတန်ဆင်တွေဖော်တဲ့ချင်းအေးအေးလေးတွေလွန်မှုနေချိန်မှာသူရဲ့သင်္ကားရောကိုပိုင်ဟန်ကိုပိုင်တန်ဆင်တွေနဲ့မုံတိုင်းတရလုံးဝင်ရောက်လာခဲ့ပါတယ်။ 1989ခုနှစ်မှာထွက်ရှိခဲ့တဲ့သူ့ရဲ့ပထမအုပ်ဆုံးဒဂိုရတီစီရီဖြစ်တဲ့နိုင်ရီပေါ်မှာမျက်ရည်စမ်းများနဲ့တင်ပရိသတ်တွေရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။သူ့ရဲ့အသံသူ့ရဲ့ဂီတပုံစံကအက်ဒီကစ်ကာလာအတွက်စမ်းသစ်လွန်ခဲ့ပါတယ်။ပေါ်ရပေါ်ချက်ဆိုင်ဂီတမျိုးစားတွေကိုညမဂီတလောက်ကတဲ့ကိုစနစ်တကျမိတ်ဆက်ပေးခဲ့သူလို့ပြောရင်လည်းမှမပါဘူးသူရဲ့တခြင်းတွေကရိုးရှင်းတဲ့အဖြစ်စံလန်းတွေဆိုတာချက်အများကြီးပုံမှုအတိတ်ပဲရှိပါတယ် လူဘဝရဲ့နည်းနည်းတဲ့အတွေးအမြင်တွေခံစားချက်တွေပတ်ဝန်းကျင်တဲ့လူမှုဘဝရဲ့ပုံရိပ်တွေကိုပိုင်တိုင်းစွာပုံဖော်နိုင်ခဲ့ပါတယ်။မော်စီယာအိမ်မက်အထက်ပုံဆောင်ကဲများမြို့ပြလာရောက်တန်းချင်းစတဲ့လေချင်းတွေဟာသူ့ရဲ့ဂီတပါရမီကိုပြသခဲ့တဲ့အထောက်အထားတွေပါပဲ။ဒီတချင်းတွေကထွက်ရှိချိန်မှာတင် အောင်မြင်ခဲ့တာမဟုတ်ဘဲယနေ့ခေတ်လူငယ်တွေကြားမှာပါရေပန်းစားနေစေဖြစ်ပြီးယနေ့တိုင်ခင်မိနေတဲ့ဂီတအဖြစ်ရည်တည်နေပါတယ်။ ဒါကြောင့်အစရောကြီးထွန်းဤသင်ကို လူအများကဂီတပညာရှင်စစ်စစ်အတွင်းခေါ်ပညာရှင်လမ်းပြကျဲစားတဲ့ဂုံပုတ်တွေနဲ့တင်စားခေါ်ခဲ့ကြပါတယ်။ဇာတိမကအစရောကြီးထွန်းဤသင်ကတချင်းတွေကိုစားတာတန်စင်အစိုးဟန်ချက်ညီကြီးပေါင်းဆက်ဖန်တီးနိုင်တဲ့အမှုပညာရှင်တူပါသူရဲ့တချင်းတွေမှာဂီတာပိုင်းဆိုင်ရာအကြီးအသေးမြင်မှမှုစာသားပိုင်းဆိုင်ရာထူးခြားလေးနက်မှုတွေကလည်းအသိအမှတ်ပြုစရာပါ တေရိုတခုကိုဖန်တီးတဲ့အခါမှာရိုးရိုးတချင်းတစ်ပုတ်လုံးပေါ်ပဲတကယ့်ဂီတလေးရာတစ်ခုလုံးစေရနာချပိဖန်တီးခဲ့တာကိုပရိသတ်တွေကတစ်မြင်ခဲ့ကြပါတယ်။အစရောဂျီထွင်တင်ရဲ့တချင်းစာသားတွေကရိုးရိုးအချက်ရိုးရိုးခံစားချက်တွေနဲ့ကိုကြော်လွန်သွားခဲ့တာပါ။လူဘဝအကြောင်းလူတဘာဝအကြောင်းအစရှိတဲ့ခန်းစားချက်အမျိုးမျိုးအကြောင်းကိုဒသနဆန်းဆန်းနည်းနည်းတဲ့အထိပယ်တွေနဲ့ရေးဖွဲ့လို့ရှိပါတယ်။ နောက်ပြည့်စောကြီးထွန်းအိမ်တင်ကဂီတလောကရဲ့လမ်းကြောင်းကိုပြောင်းလဲပေးခဲ့တဲ့သူပါသူရဲ့ဂီတပုံစံဖက်ရှင်စတိုင်အားလုံးကထိုခေတ်ကာလမှာအတူယူစရာလိုက်နာစရာဖြစ်ခဲ့ရပါတယ်မြမဂီတကိုနိုင်ငံတကာအသိမီစေဖို့ခင်းနဲ့အညီတိုးတက်ပြောင်းလဲစေဖို့အတွက်ဂျိုးပန်းခဲ့တဲ့ရှေ့ဆောင်လမ်းပြတယောက်လိုလဲတင်စားခေါ်ဆိုထိုက်ပါတယ်ပြီးခဲ့တဲ့2004ခုနှစ်ကိုငှက်ကွယ်လွန်သွားခဲ့တဲ့အချိန်မြမဂီတလောကကြီးတစ်ခုလုံးဝမ်းနဲ့ပူဆွေးခဲ့ရပါတယ် ရုပ်ပိုင်းဆိုင်ရာအရာသူမရှိတော့ပေမဲ့သူသားရေးခဲ့တဲ့ဒေတာစင်းတွေသူပေးခဲ့တဲ့ဂီတအမွေအနှစ်တွေကတော့ယနေ့ထက်တိုင်ရှင်တန်နေသေးပါသူပန်နေခဲ့တဲ့ရွှေရောင်နှရက်တွေကပေါက်ပွားလာတဲ့တေးသွားတွေဟာလည်းကဘာတီတဲ့ရှင်တန်နေအောင်ပါပါဖန်ဆင်းရှင်မော်ဆရာတရားလို့တင်စားရတဲ့အသည့်ဂီတနယ်ပယ်မှာဆရာတစုဖြစ်ခဲ့တဲ့အစောရောဂျီ2အင်တင်ကိုရိတ်တက်ကြီးတို့ရောတတိယအောင်မိတ်နေကြပါသလားရှင်